က်ပွဲဖြစ်နေတဲ့နေရီကန်တောင်စခန်းကို လေကြောင်းကနေဘုံအလုံးရေနဒါစင်ကျော်ဖြစ်ကျဲချ အရခတ်တော် AA နဲ့စစ်ကော်မတီရှင်ဝင်တပ်ဖွဲ့များအကြောင်းတိုက်ပွဲများဖြစ်ပွားနေတဲ့မကွေးတိုင်းခဖဲမြို့နယ်နေရီကန်ကျော်ကျေးရွာတနွိုက်တွင်စစ်ကော်မရှင်တပ်များကလေကြောင်းကနေဘုံလုံးရီ30နီးပါးကျဲချသွားတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။စက်တင်ဘာလ23ရက်နေ့ဒီကနေ့မနက်7:00နာရီချိန်မှတိုက်နေရင်တစီနဲ့ဘုံနှလုံး Y စနစ်လေးရင်နဲ့ဘုံအလုံး20ကျော်ကိုမိနစ်ပိုင်းသာခြားပြီးကျဲချခဲ့တယ်လို့သိရပါဗျ။နေရီကန်ဘက်မှာတော့ကော်ဖီချန်တွေမြိုင်းလှိုင်ဖက်တို့ကနေတခါကျဲရင် ၃လုံးလောက်ကျဲချတာပါ။နေရခံကြမှာတော့အရှိုချင်းရွာတွေလည်းရှိပါတယ်။ဒေသခံတွေတောင်ရလုတ်ကင်စားနေတဲ့စိုက်ပျိုးရေးခြံတွေ၊ကော်ဖီခြံတွေလည်းရှိတယ်လို့ငှဖဲဒေသခံတအူးကပြောဆိုခဲ့ပါတယ်။ရခိုင်ရုံမပေါ်မှာမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ရှိနေရခံတောင်စခန်းမြူဟာကုန်းမှာပြူဟာစခန်းကြီးလေးဖြစ်ပြီးအဲ့ဒီစခန်းဤတဝိုက်ကိုအရခတ်တတော်အေးကထိုးစစ်ဆင်တိုက်ခိုင်းနေတယ်လို့ ခမကြရှုံးရေးအတွက်စစ်ကော်မတီရှင်ကလည်းအင်အားလုံးရင်းနဲ့မြေပြင်ဝဟင်ကနေခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။နေရကစကန်ကြီးမကြစေရေးအတွက်ကာနေတာစစ်ကော်မတီရှင်တွေကနေအတုံးယုံသေးတာတွေများပါတယ်။နေရကတောင်ကျောကနေတကဘာလုံးစကန်ရဲ့ပပတ်လဲမှာလည်းအေးအေးနဲ့စစ်ကော်မတီရှင်ဝင်တပ်ဖွဲ့ဝင်များတပ်ပွဲများကနေရောညပါဖြစ်ပွားနေကြတာပါ။နားရရဆိုတာမရှိဘူးလို့အထက်ပါဒေသခံတအုပ်ကပြောဆိုခဲ့ပါတယ်။ နိုင်ရကန်တောင်ပြူဟာစကံကုန်းမှာစစ်ကွန်ပဏီရှင်များကတမ69နဲ့စကခ69လောက်ကတက်ရင်းတွေနဲ့တက်ခတ်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလပထမဖက်အတွင်းနဖဲမြို့နယ်စွန်တက်ရွာနီကိုထိုးစစ်ဆင်လာတဲ့စက်ကခါစက်ကွန်စစ်တောင်းကိုတံပြန်တိုက်ခိုက်ခဲ့ရမှာစစ်ကွန်ပဏီဝင်တပ်ဖွဲ့ဝင်များ60ထက်မနည်းသေဆုံးကတက်လံပြန်ဆုတ်သွားခဲ့တယ်လို့အာရခတ်တပ်တော်အေအေကစက်တင်ဘာလ10ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။နေ့ရက်ကနေအနည်းတစ်ဝိုက်မှာအေအေရဲ့တိုက်ခိုက်မှုများကြောင့် စစ်ကော်မတီရှင်ဝင်တပ်ဖွဲ့ဝင်များအရာရှိအစ်စ်တွေကိုပါထိခိုက်သေးဆုံးမှုများပြခဲ့ကစွန်တက်ရွာနေတွေတက်ခိုက်ခံရတာကြောင့်စက္ကခစက္ကွန်လောက်ခန့်ခမရ925တက်ရင်မှုအပါအဝင်60ကျော်ထွက်ပြေးနေတယ်လို့စတိမလ9ရက်နေ့မှာမင်းမှုခရိုင်တက်ရင်နှင့်ဗတ်ပြောင်းခုလုံလာသည့်ခမရ920တက်ရင်ကစစ်မှုထမ်းတင်နှင်းစင်များစစ်ကော်မတီရှင်တပ်သားများထံမှပြောဆိုခဲ့ပါတယ်စစ်ကော်မတီရှင်များ၏လေကြောင်းဘုံကျဲမှုများကြောင့်နေရကန်တောင်ဘက်ခြမ်းအင်ဂျီ60ကနေ200ကျရှိ ဘုံဘော်လင်တန်းပစီလိုင်းရွာနှောင်ရွာတင်ပြင်းစတဲ့ရွာတွေကဒေသခံ၃000နီးပါးစစ်ပေးရှောင်နေရတယ်လို့လည်းသိရပါဗျ။